ခုတင်ဆက်ပေးမှာကတော့ KPA ကနေပထမဆုံးဘောလုံးကယ်ဒမီတက်ရောက်နိုင်ခဲ့တယ်။လူငယ်ကစားသမားမောင်မောင်ခရဲ့မြမလေးရွေးစဉ်အိမ်မက်အကြောင်းပဲဖြစ်ပါမောင်မောင်ခဟာကြောက်စဲမျိုးရှိဘက်ဆယ်မိုင်ခန့်ဝေးတဲ့စက်မှုဇုံကနေ KPL လူငယ်ပြိုင်ပွဲတွေလာရောက်ရှင်ပြိုင်ခဲ့တဲ့ဇာသမာတူဖြစ်ပါတယ် သူဟာဝါသနာတူတငယ်ချင်းတွေကို စီယုံပြီးဖွဲပါလူငယ်အသင်းဖွဲ့က KPA မှာဝင်ရောက်ရှင်ပြန်ခဲ့ပါသူမိဘတွေကမိသားစုရဲ့စီးပွားရေးလုပ်ငန်းတွေကိုဦးစီးစေခြင်းခဲ့တာပါဒါပေမဲ့တားဖြစ်သူရဲ့ဝါသနာကို မတားနိုင်ပဲခွင့်ပြုခဲ့ရပါတယ်သူဟာဖွဲပါအသင်းနဲ့အတူလွတ်တော်ကိုယ်စားလှယ်များဖလားကိုဝင်ရောက်ရှင်ပြန်ခဲ့ပြီးငယ်ရန်ချန်ပီယံစုကို ရရှိခဲ့တဲ့အပြင်ကောင်းဆုံးကစားသမားစုကိုလည်းရရှိခဲ့ပါ2019ခုနှစ်မှာမြန်မာဘောလုံးဖွဲ့ချုပ်ရဲ့ကယ်ရမီလူရွေးပွဲကိုမန်းလေးမှာဝင်ရောက်ရွေးခံခဲ့ရာ အသိကယ်ရမီမှာတက်ရောက်ခွင့်ရခဲ့ပါအသိမသွားခင်ငွေချင်းတွေကိုနှုတ်ဆက်ခဲ့တယ်လို့ပနက်တွေလည်း လက်ဆောင်ရခဲ့ပါတယ်အသိဘလုံးကယ်ဒမီမှာဘလုံးပညာတွေသင်ယူခဲ့ပြီးဆရာသမားကောင်းများငွေချင်းမိတ်ဆွေများထပ်မံရရှိခဲ့ပါတယ်တိုးတက်မှုတွေလည်းရှာဖွေနိုင်ခဲ့ပါတယ်ကျောင်းပည့်ရဲ့အိမ်ပြန်လာတဲ့အခါမှာလဲ KPL ညီကိုတွေနဲ့အတူ ဘောလုံးပြုကစားခဲ့တယ်လို့ဘောလုံးတွေနဲ့လက်ကျင်ရေးပစ္စည်းတွေကိုလည်းပြုပန်းပေးခဲ့ပါသေးတယ်ပတိန်ဂရမီမှာတက်ရောက်ရင်းသူဟာမြမလရွေးစဉ် U16 တင်းမှာပနာမဆင့်ထိရွေးချယ်ခံခဲ့ရပါတယ်ပတိန်ဂရမီဖြတ်သိမ်းလိုက်တဲ့အခါမှာတော့ဆက်လောက်တက်ရောက်နိုင်ခြင်းမရှိတော့ပဲ လေရွေးစင်အိမ်မက်ကိုအဆုံးတက်ခဲ့ပြီး ခုခါမှာတော့မိသားစုရဲ့စီးပွားရေးလုပ်ငန်းတွေကိုဥစည်းလှုပ်ဆောင်မှာစီးပွားရေးလောကတွေကိုဝင်ရောက်လုပ်ကိုင်နေပြီဖြစ်ပါတယ် KPA လူငယ်တွေကနေပထမဆုံးဘောလုံးကယ်ဒမီတက်ရောက်ခွင့်ရခဲ့ပြီးမြမလေရွေးစင် U16 ပနာမစင်တီရွေးချယ်ခံရလို့မောင်မောင်ခအတွက် KPA ကများစွာဂုဏ်ယူဝမ်းမြောက်ကြောင်းပေါ်ပြလိုက်ပါတယ်